အားလုံးမင်္ဂလာပါဗျာ။ဖိုကော်ဒီနီးပညာနေပြန်လာကြိုဆိုပါရစေဗျာ။ဒီနေ့မှတော့ Infinite Phone သလုံးကိုကျွန်တော်ပတ်ဆက်ဖြစ်နေမြောက်ပေးမှာဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေများလည်း Infinite Phone နဲ့ပတ်ဆက်ဖြည့်ဆည်ရှိရင်ဒီဗီဒီယိုလေးကြည့်လို့ရပါတယ်ဗျာ။ Okay ဒါဆိုကျွန်တော် power လေးအရင်ပိတ်လိုက်မယ်နော်။ power လေးကိုရင်ကျွန်တော်အရင်ပိတ်လိုက်မယ်။အဲ့တော့ power ကိုကြည့်ကြနေလိုက်မယ်။ပြီးရင်ပြီးရင်ဒီကောင်လေးကိုကြည့်ကြလေးဖိထားလိုက်မယ်။ โอเคဒါဆိုရင်တော်တော်ပါပိတ်တော့ပါပြီနောက်ဒီနေ့မှာတော့မီးနည်းနည်းပြက်နေတော့နည်းနည်းမှောင်သွားရင်လည်းကျွန်တော်ကျွန်တော်တို့တတိခံမီးကြည့်ပြလို့ကျွန်တော်မျက်တာမျက်တာရက်ခံပါတယ်ဗျโอเคအားဆိုလို့ရှိရင်ဖုန်းပါပါပိတ်တော့ပြီပါပိတ်တော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့က power clock လေးကို3စက္ကန့်နေမယ်ပြီးရင်ကျွန်တော်ပါဆို3စက္ကန့်ပြန်နေအတန်ချဲ့တဲ့ clock ကို10နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချက်ချက်နေပြမယ်เนาะကျွန်တော် power နေ power ဖွင့်တဲ့ clock ကို3စက္ကန့်နေလိုက်မယ်1နေ3ပြီးဆိုတော့နဲ့ဒီအတန်ချဲ့တဲ့ clock ကိုကျွန်တော်ဆက်နေလိုက်ပါတယ်ပြီးရင် power clock လေးကိုလွတ်လည်လို့ရပါပြီအတန်ချဲ့တဲ့ clock ကိုတော့ဆက်နေထားမှာဖြစ်တယ်ဗျာเนาะ โอเคဒါဆိုရင်ခုလိုပုံလေးပေါ်လာပါတယ်အဲဆိုအဲဒီလိုပုံလေး note command ဆိုပေါ်လာတယ်အဲ့လိုမျိုးဒီလိုပုံစံလေးပေါ်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ကအတန်အတန်တိုးတဲ့ cloud ပဲ power cloud လေးကိုပြိုင်သူ z ကနေသူနေပြမှာဖြစ်ပါတယ်ကျွန်တော် set နေကြည့်ပါနော်ဒီမှာအတန်တိုးတဲ့ cloud နဲ့ power cloud နဲ့ z ကနေနေလိုက်မယ်1 2 3 z โอเคဒါဆိုဒီလိုပုံလေးပေါ်လာပါပြီဒါဆိုရင်ရပါပြီရပြီဆိုလို့ရှိရင်ဒါတော့ကျွန်တော် recovery mode လို့ခေါ်တာပေါ့เนาะဒီမှာ android recovery ပေါ့เนาะโอเคဒီကောင်လေးကတော့ကျွန်တော်တို့ဘယ်နေရာသွားမယ်ဆိုတော့ဒီမှာရှိတဲ့ wide data field reset အတန်းလေးသွားမှာဖြစ်ပါတယ်ဒီနေ့3 4 5 6ယောက်မြောက်ပေါ့เนาะအဲသွားဖို့အတွက်ဒီမှာအတန်း2ချက်လုံးနဲ့သွားမယ်เนาะအတန်း2ချက်လုံးနဲ့သွားလို့ရပါတယ်မကျွန်တော်သွားကြည့်လိုက်မယ်အမအောက် short တယ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 ်အဲ့ဒီမှာเนาะဒီမှာအတန်းဒီနေ့ရောက်တော့ဒီလိုအောက်ကိုများတော့လို့ရှိရင်အပေါ်လေးတစ်ချက်ပြန်တိုးလို့ရအောင်เนาะဒီမှာအတန်းအတန်း2ချက်လုံးနဲ့ သွားလို့ရတယ်အတီးပြုတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ park club နဲ့တီးပြုတ်မယ်အဲ့တော့ဘယ်နေမှာတီးပြုတ်မယ်ဆိုတော့ဒီမှာ white data free reset ဆိုတာရှိပါလေဗျာ item တွေကိုကျွန်တော်တို့ဖုန်းကို white data ချလိုက်မယ်တခုတော့အခုအရေးကြီးတာကတော့ဒီဖုန်းမှာ jimmy card တွေပါရင်တော့ jimmy card တွေရေးမှတ်ထားဖို့လိုပါတယ် jimmy card တွေမသိတော့ရင်တော့နောက်ဗီဒီယိုမှာဆက်လက်ပြီးကြုံပြီးတော့မရောက်ပြန်မှာဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးတော့ကျွန်တော်ပန်ပါကျွန်တော်တို့ကျွန်တော်တို့တိကျတော့မသိသေးဘူးစမ်းကြည့်မယ်ပေါ့နော် okay white data free reset လေးကိုကျွန်တော်အတီးပြုတ်လိုက်မှာပဲ power club လေးကိုနည်းလေးပါမယ်။ okay သူကတေချာလာမိပါတယ်။ဒီမှာ cancel မသေးချင် cancel ပေါ့နော်တေချာဆိုတော့ကျွန်တော်အတန်အတန်အောက်ကိုရှုပ်လိုက်မယ်အဲအောက်ကိုရှုပ်လိုက်မယ်အမှ February data result လေးပေါ့နော်အသေးချာပြီဆိုရင်ပေါက်လုံးနဲ့အတည်ပြုလိုက်မယ်ဗျ Okay ဒါဆိုရင်သူကအရှင်းပါပြီအဲကျွန်တော်ခုကျွန်တော်ခုနပြောလို့ပဲသူက Gmail account တွေပါရင်တော့ Gmail account တွေပြန်တော့မှဖြစ်ပါတယ်ဒါဆိုရင်ပြီလို့ပြီးသွားပါပြီရှင်းတာရမ်းမြန်တယ်ဒီမှာ reboot system now ဆိုပြီးပြတာပါတယ်ဖုန်းကိုပိတ်ပြီးပြန်ပွင့်မလို့ပြောပါတယ်အတည်ပြုဖို့အတွက်ပေါက်လုံးလေးကိုပဲနှိပ်လိုက်မယ်နော်ပါကလို့လေးကိုနေလိုက်မယ်။ဒါဆိုရင်ဖုန်းကပြပြပြန်ပွင့်လာမှာဖြစ်ပါတယ်။ဒီလိုမျိုးဖုန်းကပိတ်ပြီးပြန်ပွင့်တဲ့ချိန်မျိုးမှာလည်းအနေနဲ့ဆောက်အောင်တက်ပါလေ။တချို့လည်း10မိနစ်နဲ့မနှုတ်ကြတဲ့တချို့လည်း3မိနစ်လောက်ကြတက်ပါလေဗျ။တစ်ချက်လောက်ဆောက်ကြည့်မယ်နော်။ Allo ve ma cala ma bia po qua le ne pi mia cane allo mo cho so va de bia like and subscribe ne pi a pe cha va o bia 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 โอเคอ่ะဆိုရင်ဟိုပါပါတော့ပြန်တက်လာပါပြီအဲ့တော့ကျွန်တော်ရှင်မီတော့တော်သူပြန်တက်လာတယ်အဲတက်ပြီးတော့ကျွန်တော်ဒီကောင်လေး Gmail account ပါမှာလေးဆက်လက်ကြည့်ပေးပါမယ်နော် Gmail account ပါရင်တော့နောက်ပြီးတော့မှဆက်လက်ပြီးမြောက်ပေးပါဦးမယ်ပြအဲဒီနေ့ကတော့မိတ်ဆွေများဒါဆိုရင် password အလုံးဖြတ်တက်ပြီးလို့ထင်ပါတယ်အဲ့တော့ start နဲ့သွားလိုက်မယ် ဟောဒီမှာလဲအဲကိုယ့်ကို language ဘာကြီးယူခဲ့လို့ရအောင်နော် sorry ကျွန်တော်မြန်မာလေးယူလိုက်မယ်အဲ next သွားမယ်အဒီမှာလဲ skip ပေးလိုက်မယ်ဗျ skip ပေးလိုက်မယ် okay ဒီမှာလဲကိုယ့်ရဲ့ wifi နေပါရှိရင် wifi နေပါချိန်ပေးလိုက်မယ်နော် okay အဲဆိုကျွန်တော်အခုအဲသူ wifi နေချိန်ပေးလိုက်ပြီချိန်ပေးလိုက်ရင်ဒီမှာအမှန်ချိန်လေးပေးလိုက်မယ် net လေးဆက်သွားလိုက်မယ်နော်အမှန်အမှန်ချစ်လေးပေးပြီးနေစစ်ဆက်သွားလိုက်မယ်ဒီမှာလေဒီဝိုင်းလေးလေးနဲ့နည်းနည်းလေးစောက်ပေးရမယ်ဗျခဏစောက်ပါနော် โอเคအဲ့ဆိုကျွန်တော်နှိပ်ဆက်သွားလိုက်မယ်เนาะနှိပ်ဆက်သွားလိုက်မယ် Wi-Fi တော့ line ကျသွားပြီเนาะ line တော့မကောင်းဘူး mode နှိပ်လိုက်မယ် mode နှိပ်လိုက်မယ် asset နှိပ်လိုက်မယ်အာဒီမှာလဲ skip away နှိပ်လိုက်မယ်เนาะ skip away နှိပ်လိုက်မယ်ဒါ okay ပြေးလိုက်မယ်ဗျအာဒီမှာလဲ start နှိပ်လိုက်မယ်โอเคဒီမှာဆက်ဆက်လေးနေလိုက်မယ် စတာနေလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ဒီကောင်ကဒါဆက်သွားလို့မရဘူးနော်။မရရင်ဒါဆိုရင်ဒီကောင်က Gmail ကောက်ပါနေတာပါ။အဲ့တော့ Gmail ကောက်ပါနေတာဆိုတော့ကျွန်တော် Wi-Fi link ချိတ်ပြီးတော့ Gmail ကောက်ချိတ်ဖြုတ်ပေးဖို့လိုပါတယ်။အဲ့တော့ Gmail ကောက်ဖြုတ်မိနေတော့ပြီးတော့မှဆက်လက်ပြီးမြောက်ပေးပါမယ်ဗျ။ဒီနေ့မှာတော့မိတ်ဆွေများ။ Now Infinity Phone တွေကို password တွေ lock တွေဖြတ်တက်ပြီးတော့ထင်ပါနေဗျ။အားလုံးကျေးဇူးတင်ပါနေဗျ။ Lion Screen နေပြီးအားပေးခဲ့ပါဦးဗျ။လောလောဆယ်ကျွန်တော်မိပြနေတော့နည်းနည်းမှောင်နေတယ်။ဖုန်းနဲ့အခုနောက်မှဆိုတော့ကျွန်တော်ဒီဗီဒီယိုတော့ဒီလောက်ပဲနားလိုက်ပါမယ်။နောက်ပြီးတော့မှဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျ။အားလုံးကျေးဇူးတင်ပါနေဗျ။ကောင်းဆုံးနေ့တွေပတ်ဆိုင်ကြပါစေဗျာ။